DPP ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။လူမှုကွေရမှာအချင်းမြတ်ဝင်တဲ့ချင်းနဲ့ TikTok ကစားခဲ့တဲ့မန္တလေးတိုင်းချမ်းရည်သာဇံမြို့နယ်ကဖုန်ကြီးတစ်ပါးကိုစက်တင်ဘာလ10ရက်မှာမြို့နယ်တန်ခါနာယကကလူဝုလဲပြီးဖမ်းဆီးလိုက်တယ်လို့မြို့ကန်တွေစီကသိရပါဗျ။မန္တလေးကဖုန်ကြီးတပါဟာနေ့စဉ် TikTok မှာအလွမ်းအဆွေးသချင်းတွေနဲ့ကစားနေတာဖြစ်ပြီးပြည်သူလူထုကမြို့နယ်တန်ခါနာယကကိုတိုင်တာကြောင့်မနေ့မနက်မှာသားထိတ်အဖွဲ့တွေကဝင်ဖန်ခဲ့တာလို့မြို့ကန်တယောက်က DPP ကိုပြောပါရတယ်။ ကရင်ပြည်နယ်မြောက်ပြည်မြို့တောင်ဘက်မှာရှိတဲ့လေးကိတ်ကော်မျိုးတင်တဲ့ရသေးကူကျေးရွာကိုစစ်ကောင်စီတပ်ကစတေမလာရှိရမနဲ့ပိုင်းမှာလေရင်နဲ့ပေါင်900ဘုံကျချခဲ့တယ်လို့စစ်ပေရှောင်ရေးတွားရောက်ကူညီပေးနေသူတွေစီကသိရပါတယ်ပဲခူးတိုင်းပဲခူးမြို့မှာစက်တင်ဘာလပထမအပတ်အတွင်းစစ်ကောင်စီတပ်ကလူငယ်တယောက်ကိုဖမ်းဆီးပြီးဒိုက်ဦးမြို့နယ်အတွင်းကစစ်ကောင်စီတပ်စခန်းတစ်ခုမှာငွေကျပ်25သိန်းနဲ့တွားရောက်ရောင်းစားခဲ့တဲ့အတွက် မိသားစုဝင်တွေကငွေကျပ်သိန်း90နဲ့ပြန်လည်ရွေးယူခဲ့ရတယ်လို့သိရပါတယ်။ DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။